အားလုံးမင်္ဂလာပါဒီနေ့မှာတော့ neon sloan ပုံစံ tech effect လေးတွေဘယ်လိုလုပ်လို့ရလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကိုယ်အသုံးပြုချက်နဲ့စာရိုက်လိုက်မယ်ပြီးရင်စာလေယာပေါ်မှာ right click နှိပ်ပြီးတော့ convert to smart object ပြောင်းထားလိုက်မယ်ပြီးရင် filter တဲ့က blur တဲ့ကိုဝင်ပြီးတော့ gaussian blur မှာ0.5လောက်ထားလိုက်မယ်ပြီးရင် control j နဲ့ပွားလိုက်မယ် gaussian blur တဲ့ကိုဝင်မယ်5လောက်ထားလိုက်မယ်ပြီးရင် control j နဲ့ပွားမယ် ့လွတ်ကျင်နေပွားမယ်ခါးစမ်းမလာတဲ့ဝင်ပြီးတော့30လောက်ထားလိုက်မယ်ပြီးရင်ထပ်ပြီးတော့ပွားလိုက်မယ်ခါးစမ်းမလာတဲ့ဝင်မယ်50လောက်ထားလိုက်မယ်ပြီးရင်ထပ်ပြီးတော့ပွားလိုက်မယ်ခါးစမ်းမလာတဲ့ဝင်မယ်100လောက်ထားလိုက်မယ်ထပ်ပြီးတော့ပွားမယ်ခါးစမ်းမလာကို250လောက်ထားလိုက်မယ်ထပ်ပြီးတော့ပွားလိုက်မယ်ခါးစမ်းမလာမှာ450လောက်ထားလိုက်မယ် โอเคပြီးလို့ရှင်ဒီစာလီယာတွေရဲ့အောက်ဆုံးမှာ solid color နဲ့အောင်လေးဖြည့်လိုက်မယ်ပြီးရင်ဒါတွေအကုန်လုံး group ဖွဲ့လိုက်မယ်နော် control g နဲ့ group ဖွဲ့လိုက်မယ်ပြီးရင်ဒီ blending mode မှာ screen ပြောင်းပေးလိုက်ပါပြီးရင်တော့ဒီအောက်ကရှိတဲ့ adjustment layer မှာ gradient map ကိုရွေးပြီးတော့ gradient လေးဖွဲ့လိုက်မယ်ဒီဘက် စွန်းစုံမှာဖြူအောင်ထားမယ်ဒီဘက်မှာအမဲအောင်ထားမယ်ပြီးရင်အလဲမှာ clip တစ်ချက်ထည့်နှိပ်ပြီးတော့အောင်တစ်ခုထပ်ဖြည့်မယ်ဒါကတော့ကိုထည့်ကျင်တဲ့နေရုံအောင်ပေါ့နော်ကျွန်တော်ကဒီမှာအဝါရောင်လေးအဲဒီရောင်လေးထားလိုက်မယ်ရောင်လေးထားပြီးတော့ကိုကြိုက်တဲ့ရောင်ထားလို့ရတယ်နော်ဒီမှာအပြာရောင်လေးလည်းထားလို့ရတယ်။ Okay နေလိုက်မယ်။ ဒါဆိုရင် neon dash fs ပုံစံမျိုးလေးရရှိသွားပြီဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။